ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မေးရေကျမတို့ကလက်ထပ်ပြီးရမကြသေးဘူးပြီးတော့ကျမတို့ကဟန်နီမွန်းတဲ့ဥရောပကိုသွားချင်တာချွေးမဟန်နီမွန်းသွားဖို့အတွက်တော့တားမြစ်ထားတာမရှိပါဘူးဒါပေမဲ့ငါတို့ကလူလက်တန်းသားတွေလေး ငါတို့စီမှာချွေးမနှစ်ယောက်လုံးဥရောပသွားခွင့်ပေးရလောက်အောင်လို့ပတ်စံမရှိဘူး။အဲ့လိုပတ်စံနေကိုဘယ်ရရမလဲ။ငါအမေပြောတဲ့စကားကိုသဘောတူတယ်။မေ၊ဟဲကိုကျမနားလဲပါတယ်။အဲ့ဒါကြောင့်ကျမအမေတို့စီကနေပတ်စံမယူပါဘူး။ကျမပတ်စံချိုးဆူလာသေးတယ်။ကျမအဲ့ဒီပတ်စံနေနဲ့ဟန်နီမွန်ကိုသွားချင်တယ်။ပြောလေချွေးမရဲ့အကယ်လို့နေရဟန်နီမွန်တော့ဥရောပကိုသွားချင်တယ်ဆိုရင်လည်းနေသွားလို့ရပါတယ်။ချွေးမကြီးနေလင်းကားကိုပြောလေနေရောဘယ်ကိုသွားချင်လဲ။ အမေကျမကလင်ညီမလိုမချမ်းသာဘူးလေပြီးတော့ကျမကပတ်ဆက်နေအများကြီးကိုလည်းမဆူဆောင်းတာဘူးအဲဒါကြောင့်ကျမနဲ့ကိုမြင့်မြတ်ကဘဝတစ္ဆာဖို့အတွက်ဖျားဖူးသွားနေရဲဆိုတော့မေရွေကောင်းကြီးမင်္ဂလာထက်ပို့တာဘာရှိအောင်မလဲဒါကတော့တော်ကောင်းတာပေါ့ချွေးမရဲ့အဲ့ဒါဆိုနင်တို့နှစ်ယောက်လုံးကဟန်နီမွန်သွားဖို့အတွက်ပြင်ဆင်လိုက်ကြနော်ငါစီမှာနှစ်သိန်းရှိရဲ့ငါနင်တို့နှစ်ယောက်လုံးကိုတစ်ယောက်ကိုတစ်သိန်းစီပေးလိုက်မယ်ဒေါတိရာကသူ့ချွေးမနှစ်ယောက်လုံးကြားမှာဘာခွဲခြားမှုမှမပြုတ်လို့ချင်ပါဘူး ။ဒါကြောင့်သူကသူ့ချင်းမနှစ်ယောက်လုံးကို honeymoon အတွက်တယောက်တသိန်းစီပေးလိုက်ပါတယ်။ဒီလိုနဲ့ပဲနှစ်ရက်သုံးရက်ကုန်ဆုံးသွားပါတော့တယ်။ပြီးတော့တနေ့မှတော့ကျောင်းမငယ်ကျောင်းမအစိုးဘပေါ်မှာထိုင်ပြီးတော့ဖုန်းသုံးနေတယ်။နောက်ပတ်ညီမတို့နှစ်ယောက်လုံးက honeymoon အတွက်အိမ်ရနေတခါတည်းထွက်ရမှာလေ။ပြီးတော့အခုဒီအမတို့နှစ်ယောက်လုံးက honeymoon အတွက်ဘာ shopping မှမလုပ်ဘူးလား။ဘယ်ချိန်သွားကြမှာလဲ။ဆန်နီငါကတော့အမကိုပြောနေတာတော်တော်ကြာပြီ။အိမ်မူကိစ္စတွေကိုထားပြီးတော့လေ။ ဟန်နီမွန်အတွက် shopping ထွက်ကြမယ်ဆိုပြီးတော့ဘာလဲရောက်မှကြီးရဲ့ရောက်မှလည်းတစ်ချိန်လုံးအိမ်မူကိစ္စတွေနဲ့အလုရှုပ်နေရရောက်မှလည်းအခုတန်ရှင်းရုံလုံနေတယ်အလုတွေကိုထားလိုက်ပါတော့ညီမလုံးလိုက်ပါမယ်အမတို့နှစ်ယောက်လုံးအေးအေးဆေးဆေးသွားပြီးတော့ဈေးဝယ်ထွက်ကြလေဆန်နီပြောတော့သူ့ရောက်မှနှစ်ယောက်လုံးကလက်ထင်းပါသူတို့အိတ်တွေကိုကန်ပြီးအိမ်ကနေဟန်နီမွန်အတွက်အတူတူဈေးဝယ်ထွက်ကြပါတယ်ဝူကြီးကချမ်းသာပါတယ်ဒါကြောင့်သူကဆိုင်ကြီးကြီးတွေနဲ့မိုးတွေကိုသွားပါတယ် ။အိမ်မာဝီရေကအရင်ဆုံး cosmetic ဆိုင်ကြီးကြီးကိုဝင်သွားပါတယ်။မဟုတ်ဘူး။ငါဒီနှခန်းကြီးကိုမလိုချင်ဘူး။ငါ honeymoon အတွက်ဥရောပကိုသွားနေရလေ။အဲဒါကြောင့်ငါ sugar ရဲ့ lipstick, foundation နဲ့ Maybelline ရဲ့ eyeliner ကိုလိုချင်တာ။အမ၊အမရောဘာလိုချင်သေးလဲ။အမလည်းပြောပြလေ။အမရေညီမတို့ကဒီမှာ honeymoon အတွက်ဈေးဝယ်ထွက်ဖို့လာရလေ။အဲဒါကြောင့်ကြိုက်တဲ့ဟာကိုအေးအေးဆေးဆေးဝယ်။မဟုတ်ဘူးဝီ။ငါဘာမှမလိုချင်ပါဘူး။ ငါမင်္ဂလာဆောင်တော့ကမိတ်ကပ်ပစ္စည်းတွေအများကြီးကျန်သေးတယ်။ဝင်းကြီးကထက်ခါထက်ခါပြောတာတော့မှအီဂရီကဈေးကြီးတဲ့ထုတ်ကုန်တွေကိုမဝယ်ပါဘူး။ပြီးတော့သူတို့တွေက မော်ဒိကနေမိတ်ကပ်ပစ္စည်းတွေကိုဝယ်ပြီးအိန္ဒိယလာတဲ့အချိန်မှာလမ်းမဆီကိုတွေ့ပါတယ်။အဲဒီကနေလာနေရင်းနဲ့ပဲဆိုင်းတတိလေးကနေအီဂရီကသူ့အတွက်လက်ကောက်တချို့ကိုဝယ်ပါတော့တယ်။ဒီမကြီးဝယ်ရင်ဒီလက်ကောက်တွေလှရမလား?အမလက်ကောက်တွေကတော့လှပါတယ် ဒါပေမဲ့အမအမရဲ့ဟန်နီမွန်းမှာဒီလက်ကောက်တွေကိုဝတ်သွားမလို့လားဟန်နီမွန်းမှာသူတို့သမီးအစ်တတရအပြုစင်မိန်ကလေးလိုမျိုးဖက်ရှင်ကြကြနဲ့နေရလေအင်းတော်တဲ့မျိုးသမီးလိုမျိုးလေးလံတဲ့လက်ကောက်တွေကိုမဝတ်ကြဘူးဝိငါးစည်းကြီးရဲ့ပစ္စည်းကိုဝယ်လို့ရအောင်လို့ငါစီမားလောက်ပတ်ဆက်မရှိဘူးလေအဲ့ဒါကြောင့်ငါတက်နိုင်တဲ့လောက်ပဲငါဝယ်နေရပါအဲ့လိုနဲ့လင်းကြီးမနေ့ရက်လုံးကသူတို့ရဲ့ဟန်နီမွန်းအတွက် shopping နည်းနည်းလေးကိုလုပ်ပြီးအိမ်ပြန်လာခဲ့ပါတယ် အခုဒီလိုနဲ့ပဲနောက်နေမှာတော့ဝိရီကသူ့လင်းကြီးမအကြီးကိုပြောခဲ့ပါတယ်။အမရေညီမလေးအခုဒီ honeymoon အတွက်ဘာမှတော့မတတိကျကြမပြင်ရသေးဘူး။ဒါလေညီမတို့ဒီနေ့လက်ဝတ်ရတနာအချို့နဲ့ဖနက်တီကိုတောင်းဝယ်ကြမယ်။ဒါပေမဲ့ဝိရီငါ့စီမှာဖနက်ရှိနေရလေ။အမရေအမဘာလို့အဲ့လောက်တောင်ကက်စီနိုရရလဲ။ honeymoon ကလေဘဝရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုပဲ။အမအားရတော့လေပုပ်ပွေလေးလေးနဲ့မရှင်းသက်ခြင်းဘူးလား။ဒီလိုရက်တွေကနောက်ဘယ်တော့မှပြန်လာမှာမဟုတ်ဘူးနော်။ အမညမနဲ့တူတူလိုက်ခဲ့ညမမှာပတ်စံရှိရဲညမအမကိုတခုခုဝယ်ပေးမယ်အဲ့လိုနဲ့ဝိရေကတကြိမ်ထပ်ပြီးအတင်းအကျပ်လောက်ကသူ့လင်းကြီးမကြီးကိုဆိုင်ကြီးကြီးကိုခေါ်သွားလိုက်ပါတယ်။အဲ့မှာဖနှံ့မျိုးမျိုးလည်းရှိပါတယ်။ဝိရေဒီဆိုင်ရအရန်ကိုစည်းကြည့်တယ်။ငါရချားနေရနေဝယ်လိုက်မယ်လေ။ငါစီမှာ2000ပဲရှိတယ်။အမရဲ့အမအမြဲတမ်းကစီးနေတာပဲ။အဲ့ဒါကြောင့်စင်းရတာပေါ့။ပစ္စံဘလောက်သုံးလဲ။အဲ့လောက်ပဲငွေဝင်ရလဲတိုးမှာပေါ့။ဝိရေနေရချမ်းသာပါတယ်။ နေရပတ်စံကိုအနေငယ်စုထားရလေပြီးတော့မလေးရဲ့စီးပွားရေးကလည်းကောင်းတယ်ဒါပေမဲ့နေတည်ရမလားနေခဲဝါပတ်စံအများကြီးမရှာနိုင်ဘူးအဲ့ဒါကြောင့်ငါအရာအလုံးချင်းခိုက်ပြီးတော့လုပ်နေရတာငါဘလို့စင်းရတဲ့လင်းညီမကိုရသွားရလည်းမသိဘူးအချိန်နဲ့ပညာပဲပေးနေရညီမတော့9000နဲ့တောက်ဖက်နဲ့ကိုသဘောကြတယ်ညီမတော့ဒါဝင်မယ်အမမဝင်ရင်လည်းရပါတယ်ကိုလင်းကြီးမအကြီးရဲ့စကားတွေကိုကြားပြီးတခါထပ်ပြီးတော့ဝိညာဉ်ကမျက်နာမိတ်သွားခဲ့ပါတယ် ပြီးတော့ဒေါဖနက်ကိုဝေးပြီးသူ့ရောက်မနေတူအပြင်ကိုထွက်သွားလိုက်ပါတယ်။အဲဒီမှာမိုးရဲ့အပြင်မှာဖောင်းဦးတယောက်ကဖက်နှစ်တွေကိုရောင်းနေပါတယ်။အဲဒီကဖက်နှစ်တရံကိုအီဂရီကရဲသဘောကျသွားခဲ့ပါတယ်။ဖောင်းဒီဖက်နှစ်လေးကရံကိုလှရပါပဲနော်။ဘလောက်ပေးရလဲ။တထောင်းနဲ့ပဲယူလိုက်ပါ။တာရှိလဲခံနေ။ဟုတ်ဖောင်းဒါလေးကိုပေးလိုက်နော်။ဒီလိုနဲ့လင်းကြီးမနှစ်ယောက်လုံးကသူတို့ရဲ့ဒေါဖနက်တွေကိုဝေလာကြပါတယ်။ပြီးတော့အင်ကိုပြန်လာခဲ့ကြပါတယ်။ အင်ကိုရောက်တော့အလုံးကအေးကမ်းမှထိုင်ပြီးရဖြစ်ရေးတောင်းနေတာကိုသူတို့ကတွေ့ပါတယ်။ဒီချိန်မှာမြင့်မြတ်ကပြောခဲ့ပါတယ်။ဒင်ညီမနှစ်ယောက်လုံး shopping လုပ်ပြီးကြပြီပေါ့။နောက်ထပ်ဝဲဖို့ကြံသေးလား။အကိုဒီပစ္စည်းတွေကိုကြည့်ပြီးကျွန်တော်ရှင်းရှင်းလင်းလင်းပြောနိုင်တယ်။အခုထိလင်ညီမနှစ်ယောက်လုံးက honeymoon အတွက်ဝယ်စားတွေကိုဝယ်ထားမှာမဟုတ်ဘူး။ဟုတ်တယ်မလား။ငါပြောတာမှန်တယ်မလား။ကိုနေမင်းကြီးကျမတို့က honeymoon ထက်ခါထက်ခါသွားလို့မရတာ။အဲ့ဒါကြောင့်ကျမအရာအားလုံးပြည့်ပြည့်စုံနေတယ်လေ။ အလျင်လိုနဲ့ဘာမှမလို့ရအောင်လို့အေးစစီဈေးဝယ်ထွက်နေတာဒါပေမဲ့အမောက်ကြီးရတော့အမောက်ဟန်နီမွန်းထွက်ဈေးဝယ်မထက်ချင်ဘူးလို့ထင်နေချွေးမချွေးမကြီးကနေလို့မချမ်းသာဘူးလေအဲဒါကြောင့်ပတ်ဆက်မသုံးကြီးတိတ်ချစဉ်းစားတာပေါ့ကိုရခမရဲ့စကားကိုကြားပြီးဝိရီကမျက်နှာစုပ်ပုတ်သွားခဲ့ပါတယ်ပြီးတော့သူကပစ္စည်းတွေကိုယူပြီးအခန်းလေးကိုသွားလိုက်ပါတယ်နောက်နေ့မှာဆန်ဒီကလည်းသူ့ရောက်မှနှစ်ယောက်လုံးနဲ့အတူဟန်နီမွန်းအတွက်ရှော့ပင်းလုပ်ပေးဖို့လိုက်သွားပါတယ် အိမ်မှာတစ်ခါထပ်ပြီးဝိကြီးကဆိုင်ကြီးကိုသွားလိုက်ပါတယ်။ပြီးတော့ဈေးကြီးနဲ့ဝတ်စုံတွေနဲ့ကောင်းဝင်တွေကိုဝတ်ကြည့်ပါတယ်။အမအမနဲ့ဒီကောင်ဝင်လေးကရမ်းလာပါပဲ။ဒါပေမဲ့ညီမသိပါတယ်။အမဒါကိုဝယ်မှာမဟုတ်ဘူး။အဲ့ဒါကြောင့်ဒီဝတ်စုံကိုညီမညီမဘက်ကနေအမကိုလက်ဆောင်ပေးမယ်လေ။အဲ့ဒါကြောင့်ကျေးဇူးပြုပြီးတော့မငင်းလိုက်ပါနဲ့နော်။ဟုတ်တယ်ရောင်းမ။ဒီဝတ်စုံညီမကလည်းရမ်းကြိုက်တာ။အမတို့ပြင်သွားရင်ဒါကိုသိချဝတ်နော်။ပြီးတော့ဓာတ်ပုံကောင်းကောင်းလက်လာလေးတွေလည်းရိုက်ခဲ့အောင်။တရက်ကိုမေတော်ဖျားတက်မှာဖျားရှိခိုးလိုက်။ နောက်နေ့ကျရင်တော့အကိုနဲ့တူတူဒီဝတ်စုံလေးဝတ်ပြီးတော့အပြင်မှာလေဖို့သွားလိုက်ပေါ့။ဒါပေမဲ့ငါဒီလိုကောင်ဝင်မဝတ်ဘူး။အဝတ်တဲ့ရင်လည်းတရက်တော့ဝတ်လိုက်ပေါ့။အခုညင်းမနေနဲ့တော့ဇန်နီနဲ့ဝတ်ရည်အတင်းအကျပ်လုပ်တော့အီဂရီကအဲ့ဒီကောင်ဝင်လေးကိုယူလိုက်ပါတယ်။ဒါပေမဲ့လည်းသူကဈေးထဲကနေသူ့အတွက်ဈေးသက်သာတဲ့ကောင်ဝင်လေးကိုဝယ်လိုက်ပါတယ်။အဲ့တော့ကတထဲကုန်းမှတထောင်လောက်ပဲရှိပါတယ်။ဒီလိုနဲ့လင်းကြီးမနှစ်ယောက်လုံးရဲ့ဟန်နီမွန်အတွက်ဈေးဝယ်မှုက ပြီးဆုံးသွားခဲ့ပါတယ်။ ီးတော့သူတို့နှစ်ယောက်လုံးကညမှာသူတို့ပစ္စည်းတွေကိုထုတ်ပို့ကြပါတယ်။နောက်တစ်ခါပြန်ကြည့်လိုက်နော်။ချင်းချိုတင်ပူကင်လောက်ထားတဲ့ honeymoon package က update ရှိပါတယ်။အော်စိတ်မပူပါနဲ့အကုန်လုံးလုပ်ပြီးသွားပြီ။အခုတော့မနေ့ပြန်မနေ့ကျရင်ငါတို့လင်းရင်စီးပြီးနိုင်ငံခြားကိုသွားကြမယ်။လင်းကြီးမနှစ်ယောက်လုံးကကိုယ့်အခန်းမှာကိုယ်ပစ္စည်းတွေထုတ်ပို့နေကြပါတယ်။ဒီချိန်မှာဝိရီကိုသူ့မိကဖုံးဆက်လာခဲ့ပါတယ်။တမီးတမီးပေါ်မှာရှိနေရလဲမြင်မြလာပါအောင် အမေတို့ရဲ့အရာအားလုံးနူးရခံလိုက်ရပြီပြီးတော့တမီးရဲ့ဖေကိုလည်းစီးုံတင်ထားရသေးတယ်ဆီယံဝင်တွေကလည်းတင်း90တောင်းနေတယ်ဘာတင်း90အဲ့လောက်ပတ်စံရတော့တမီးတို့စီမှာလည်းမရှိဘူးလေအမေရဲ့ဒါပေမဲ့တမီးအခုအမေစီကိုလာခဲ့မယ်နော်ဘာဖြစ်တာလဲဝီမင်းဘာလို့ငိုနေရလဲဝီကအရာအားလုံးကိုနေမင်းကို ပြောပြလိုက်ပါတယ်အချိန်နှင်းငယ်ကြမှာတော့နေမင်းကသူ့မိသားစုကိုအရာအလုံးကိုပြောပြပါဗါတယ်။နေမင်းရဲ့ တကယ်လို့အလိုဆိုလဲငါတို့အားလုံးမင်းနဲ့အတူလမ်းခင်မယ်ပတ်ဆက်နဲ့ပတ်သက်ရင်တော့ငါ့စီမှာတိတ်နေစေရှိတယ်ငါတို့ကဒီပတ်ဆက်နေနဲ့ဟန်နီမွန်ကိုသွားကြမှာလေပြီးတော့ငါကြံတဲ့ပတ်ဆက်တွေကိုဟန်နီမွန်ကနေပြန်လိုက်စုဆောင်ထားမယ်ဆိုပြီးတော့တွေးထားကြရာလိုအပ်တဲ့အချိန်ကျရင်သုံးလို့ရရဲ့လေဒါမဲ့ဒါအထိမ်မှန်နေလို့ငါထင်နေချွေးမငါ့စီမှာလဲစိတ်သိမ်းဝင်ကျင်တော့ရှိတယ်နေစိတ်မပူပါနဲ့နေအဖေဘာမှမဖြစ်ဘူးအခုမြင်မြန်လေးစင်းရုံကိုသွားကြမယ်လေတမိသားစုလုံးကစင်းရုံကိုမြင်မြန်လေးသွားလိုက်ကြပါတယ် ဲဒီမှာဝိရရဲ့အမေကသူ့ကိုပြေးဖက်ပြီးတော့ငိုပါတယ်။ပြီးတော့ရာအလုံးကိုပြောပြလိုက်ပါတယ်။တစုံတယောက်ကနေအဖေကိုလိန်ညာပြီးတော့ဆွတ်ဆွဲလိုက်တာ။ပြီးတော့ရဲရီယာငါတို့ရဲ့ကုမ္ပဏီအိမ်နဲ့ရာအလုံးကိုပိတ်လိုက်တယ်။ပြီးတော့နေအဖေကဒီထိတ်လန့်မှုကိုမခံနိုင်တော့လို့သူဒီလိုအခြေအနေကိုရောက်သွားတာပဲ။အခုကပတ်ဆက်နေနေလေးကိုတော့မထုတ်နိုင်ဘူး။အမေအမေစိတ်မပူပါနဲ့အဖေဘာမှမဖြစ်ပါဘူး။နေမင်းရှင်ပြောပြီးပြီလား။ကျမတို့ကကျမတို့ရဲ့ဟန်နီမွန်းကိုကန်ဆယ်လုပ်မယ်လို့လေ တို့ကကျမတို့ရဲ့ပတ်စံလေးကိုတော့ပြန်ပေးမှာပါနော်။တို့ကငင်းစုံနေတယ်။ပြီးတော့အဖေကိုစီးကူပေးဖို့အတွက်အခုလဲ30လို့သေးတယ်။ကျမကျမရဲ့လက်ဝတ်ရတနာတွေအကုန်လုံးနဲ့ပတ်စံတွေအကုန်လုံးကိုပန်းမထားရတယ်။ပြီးတော့မနေ့ဖြန်လည်းတနေ့ကိုနေနေလေးပြီးတော့ဆရာဝန်ရဲ့ဒီညအတွက်ပဲအချိန်ကတ်တပ်ပေးထားတာ။အခုဘယ်လိုလုပ်ကြမလဲ။ဘာမှမဖြစ်ပါဘူးဝီ။ငါ့စီမှာငါ့ရဲ့လက်ဝတ်ရတနာတချို့ရှိတယ်။ငါအဲ့အရာတွေကိုယူလိုက်မယ်။ ဒီလိုခက်ခဲနေတဲ့အချိန်မှာဝင်းရီရဲ့စင်းရဲတဲ့လင်ကြီးမအကြီးကသူ့ကိုကူညီပေးခဲ့ပါတယ်။ဒါရီကိုကြည့်ပြီးဝင်းရီရဲ့မာနတွေအားလုံးကလည်းပြတ်ကွေသွားပါတယ်။ပြီးတော့တိတ်မကြခင်မှာသူ့ဖေးကလည်းနေပြန်ကောင်းသွားပါတော့တယ်။ပြီးတော့ဝင်းရီရဲ့ဖေးကအမှုကိုနိုင်သွားပါတယ်။အဲ့နောက်မှာဝိရီရဲ့မိဘတွေရဲ့စီးပွားရေးအခြေအနေတွေလည်းပြန်ပြီးကောင်းမွန်လာခဲ့ပါတယ်။ပြီးတော့အလုံးအစင်ပြေသွားတော့ဝိရီကအမေနဲ့ရောက်မှဒီနေ့ကျမတိသွားပြီ။ပတ်စံစုရဘလောက်တောင်ရေးကြီးလဲဆိုတာ သူဝချမ်းသာသည်ပဲဖြစ်စေဆင်းရဲသည်ပဲဖြစ်စေဒါပေမဲ့ကျမတို့ကပတ်စံကိုတတ်မိုးထားမှာပတ်စံကလည်းကျမတို့ကိုတတ်မိုးထားမှာပြို့ရောင်မရောင်မရန်သဘောကောင်းတာပဲနော်ညီမကြောင့်ရောင်မရောင်မရဲ့ဟန်နီမွန်းလည်းမထွက်လိုက်ရဘူးပြို့ပတ်စံနေနဲ့လည်းကုညီပေးသေးတယ်ချွေမဒါဘယ်မိသားစုလို့ခေါ်ရလဲပြို့ရောင်မအခုအားလုံးဆင်ပြေသွားပြီလေစစောကမလုပ်ခဲ့ရတဲ့အစီအစဉ်ကိုအခုပြီးအောင်လုပ်လိုက်ပေါ့ညီမပြောမယ် ဒီတစ်ခါအမတို့နှစ်ယောက်တူတူပေါင်းပြီးတော့တနေရာထဲမှာပဲဟန်နီမွန်းတို့ဖို့သွားကြလေ။ဆန်နီပြောတာလုံးဝမှန်နေ။ငါနဲ့နေမင်းကတော့တွေးပြီးသွားပြီ။ဒီတစ်ခါငါတို့ညီကုံနှစ်ယောက်ကချင်းပြည်နယ်ကိုသွားကြမယ်။အကုန်လုံးကမေတော်ရဲ့ကောင်းကြီးကြောင့်ဖြစ်တာ။အရင်ဆုံးဖျားဖို့ထမ်းမယ်။ပြီးမှကချင်းပြည်နယ်ကိုလည်ပတ်ကြမယ်။ဒီလိုနဲ့တစ်ခါထပ်ပြီးနှစ်ယောက်လုံးကဟန်နီမွန်းသွားဖို့စီစဉ်ကြပါရယ်။ပြီးတော့ဒီတစ်ခါတော့ဖျားဖို့ထွက်ပြီးနောက်သူတို့ကကချင်းပြည်နယ်ကိုခရီးထွက်ကြပါရယ်။ ီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။